မိန်လာပါဆရာပြောကြမယ်တည်င်းစကားများအကြံပေးချက်များကိုအံကန်နဲ့နားစင်ကြရမှာပါဆောက်ပါတယ်တယောက်နဲ့တယောက်ဖေးမကူညီကြပါကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကိုဘာကြောင့်မုံဒီရမယ်ဘာကြောင့်မုံဝမယ်ဘာကြောင့်တိုက်ရမယ်ဆိုတဲ့အကြောင်းပြချက်ကိုတည်တည်ချာချာသိအောင်လုပ်ပြီးမှဆရာနာရှင်စနစ်ကိုတိုက်ကြပါလို့ပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာအာနာရှင်တွေဟာအမှားလုပ်တယ် ာနာရှင်နေ အမားကိုကျွန်တော်တို့ကနင်းပြီးတော့တိုက်ရတာကျွန်တော်တို့ခမားတို့အကုန်ပြောနေတဲ့88ဒေါ်လာရေးပဲပြောပြော2021ဒေါ်လာရေးပဲပြောပြောအဲ့ဒီဒေါ်လာရေးတွေဟာအာနာရှင်ကအမားလုတ်တဲ့အတွက်အဲ့ဒီအမားကိုနင်းပြီးတော့မှကျွန်တော်တို့ကဒေါ်လာရေးလုတ်ကြတာဟာဟဲ့အောင်ဒေါ်လာအာနာရှင်နေဘာအမားလုတ်တယ်လဲခမားတို့ကျွန်တော်ပြောပြမယ်1988ဒေါ်လာရေးကြီးဖြစ်တဲ့အချိန်မှာနေဝင်းက ငွေတွေသိမ်းတယ်နော်နိုင်ငံတော်အစင်းရဲဆုံးနိုင်ငံတော်အဖြစ်ကျင်ညာတယ်ကျောင်းသားတွေကိုဖုံးမော်တို့သေတဲ့ကိစ္စမှာအမှုတွေပိတ်တယ်ဒီလိုမျိုးအာဏာရှင်တွေအမှားယွင်းဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ပြည်သူလူထုနဲ့တော်လှန်ရေးကျောင်းသားတွေနဲ့ပေါင်းပြီးတော့ဒီလိုတော်လှန်ရေးတွေဖြစ်လာအခု2021တော်လှန်ရေးဖြစ်တဲ့အခါမှာလဲစစ်တပ်ကအာဏာသိမ်းတယ်အာဏာသိမ်းတဲ့အပေါ်မှာမူတည်ပြီးတော့လူငယ်တွေနဲ့ပြည်သူလူထုနဲ့ပေါင်းပြီးတော့တော်လှန်ရေးဖြစ်လာစစ်တပ်ကလည်း ကျွန်တော်တို့ဒီတော်ဟိုးစာပေါ့ဒီမိုကရေစီသမားတွေရဲ့အမှားကိုနင်းပြီးတော့သူကလည်းအာဏာသိမ်းတာဟာဒီမိုကရေစီကလူတွေတော်လှန်ရေးကလူတွေဘာအမှားတွေကျူးလွန်လဲဥပမာဒေါ်အောင်ဆန်းစုကြည်မဟာမိတ်တွေအကုန်လုံးကိုဘေးဖယ်လိုက်တယ်စစ်တပ်နဲ့ပေါင်းတယ်ဒီကြားထဲမှာ88တော်လှန်ရေးလို့88ဟိုမျိုးဆက်လို့ပြောတဲ့သူတွေအကုန်လုံးကလည်းစစ်တပ်နဲ့ပေါင်းတယ်နိုင်ငံရချားကနေပြီးတော့အကူအညီတွေယူတယ် ငကိုတုံးက88ကျောင်းသားတို့88မျိုးဆက်တို့ဆိုတာအမေရိကန်အကူအညီယူတာမဟုတ်ဘူးနိုင်ငံတကာအကူအညီတွေစောင့်တာမဟုတ်ဘူးတကယ်ကိုကိုကျိုးစွန်ပြီးတော့တိုက်ခိုက်ခဲ့အော်တော်လိုင်းရေးလုတ်ခဲ့တာဆရာနာရှင်ကိုတိုက်တာနောက်ပိုင်း88ပွင့်လင်းမျိုးဆက်တို့ဘာတို့ဆိုတာနိုင်ငံတကာကအကူအညီတွေကိုယူတယ်နော်အဲ့ဒီကြားထဲမှာနိုင်ငံတကာကအကူအညီတွေကိုယူတဲ့အခါမှာအချင်းချင်းတွေကြားထဲမှာအဝေးတွေမတည့်တာတွေဖြစ်တယ်ဟာတချို့88တွေကဟို NLD တွေကိုရောက်သွားတယ်တချို့88တွေက စစ်တပ်နဲ့မပေါင်းတော့မှအပြင်းမာနေတယ်တချို့88 88တွေကြတော့တိခုတ်သမားဆိုပြီးတော့ဘေးမှာအထုတ်ခံထားရတယ်အဲ့ဒီလို88တွေအင်အားနေတဲ့အချိန်ဟာတိုင်းရင်းသားတွေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ပြဿနာကလည်းအကြီးအကျယ်ဖြစ်နေတဲ့အချိန်ဒီလိုအခြေအနေတွေကိုကြည့်ပြီးတော့ဆရာနာရှင်ကလည်းကျွန်တော်တို့ရဲ့အားနေချက်ကိုကြည့်ပြီးတော့သူကလည်းအာနာသိမ့်တယ်ဟာခမရတို့အဲ့ဒီဟာကဗမာပြည်မလားမဟုတ်ဘူးဘင်္ဂလားဒေ့ရှ်ကိုကြည့်လိုက်ဟာစီနာအာနာရှင်လိုဖြစ်လာတယ် နော်သူတို့လွတ်လပ်ရေးဟိုတိုက်ပွဲထဲမှာပါခဲ့တဲ့မိသားစုတွေကိုပဲဟိုအလုပ်ပေးရမယ်အစိုးရဝန်ထမ်းခန့်မယ်အဲ့လိုမျိုးတွေဖြစ်တဲ့အခါမှာဟာစီနာရဲ့အားနည်းချက်ကိုကြည့်ပြီးတော့ဒီဟာစီနာကနော်ဆွေမျိုးကောင်းစားရေးသူတို့ရဲဘော်ရဲဘက်ကောင်းစားရေးပဲလုပ်တယ်ဆိုပြီးတော့ဘင်္ဂလားဒေ့ရှ်မှာလည်းဟိုဘယ်လိုပြောမလဲတော်လှန်ရေးတွေဖြစ်လာဒီတော့ကျွန်တော်တို့တွေအကုန်လုံးတွားနေတဲ့အခါမှာ ကိုကတော်လန်ရဲတခုအောင်မြင်ဖို့အတွက်တော်လန်ရဲတခုလှုပ်ဖို့အတွက်တော်လန်ရဲကြီးစဖို့အတွက်ဆိုလို့ရှိရင်ရန်သူရဲ့အားနည်းချက်ကိုကိုကအမြဲတမ်းစောင့်ကြည့်နေရတယ်။ဒီနေ့2025ကုံတော့မယ်။2025ကုံတော့မယ့်အချိန်မှာရန်သူရဲ့အားနည်းချက်ကပေါ်သွားပြီ။ဘာလဲရန်သူရဲ့အားနည်းချက်ကရန်သူရဲ့အားနည်းချက်ကကျွန်တော်တို့တွေကိုစစ်ရှုံးနေရုံနဲ့မဟုတ်ဘူးရန်သူကမဟုတ်ကဟုတ်ကတွေလှုပ်တဲ့အတွက်ကြားဖြန့်လိုဟာမျိုးတွေအမြဲတမ်းဖြစ်နေတယ်။အဲ့ဒီလိုကြားဖြန့်အပေါ်မှာမူတည်ပြီးတော့ UNG ကဘာနိုင်ငံရေးကစားနိုင်လ အန်ယူဂျီကို ကြားဖြန့်ပေါ်မှာမူတည်ပြီးတော့ဘယ်နိုင်ငံကဟိုဘယ်လိုပြောမလဲအကူအညီတောင်းတာရှိလဲဟာအန်ယူဂျီနဲ့တွဲပြီးတော့လုပ်ပါမယ်နော်အန်ယူဂျီကဟိုတမရာဤဒူဝါလက်ရှိလာရေးကျွန်တော်တို့ကတော့ဒီလိုလုပ်ပါမယ်ဘယ်သူကခေါ်တာရှိလဲမရှိဘူးဘာဖြစ်လို့မရှိလဲတိတ်ချက်ဒီအန်ယူဂျီဒီပွပွလေးလေးပြောရင်မိခိုးနေရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်အန်ယူဂျီဘာတွေကိုမိခိုးရလဲငွေရေးကြေးရေးအတွက်ပြည်သူလူထုကိုမိခိုးရနေရထိုင်ခြင်းအတွက် ိုင်းရင်းသားအဖွဲ့အစည်းတွေကိုမိခိုးရတယ်။နောက်ဆုံးကိုကိုပြောရင်စစ်ပွဲတွေနိုင်ဖို့အတွက်တောင်မှတော်လှန်ရေးအဖွဲ့အစည်းတွေကိုမိခိုးနေရတယ်။ဒါတော့အန်ယူဂျီဟာရန်သူရဲ့အားနည်းချက်ကိုနင်းပြီးတော့ကျွန်တော်တို့ဗမာပြည်သူတွေအတွက်ကျွန်တော်တို့တော်လှန်ရေးသမားတွေအတွက်ကျွန်တော်တို့ပြည်သူတွေအတွက်ထိုင်းနိုင်ငံမှာဆင်းရဲဒုက္ခရောက်နေတဲ့နိုင်ငံတကာမှာဆင်းရဲဒုက္ခရောက်နေတဲ့ဒီလိုလူတွေအတွက်ရန်သူရဲ့အားနည်းချက်ကိုနင်းပြီးတော့ UNG ဘာလုပ်နိုင်လဲဆိုတဲ့မေးခွန်းကို အခုချိန်မှာမီဒီယာတွေမှာလည်းမလာဘူးနိုင်ငံရေးတုံးသက်ဆွေးနွေးတဲ့လူတွေမှာလည်းမရှိဘူးဘယ်သူမှလည်းမရှိဘူးဒီတော့ခင်ဗျားတို့ပြဿနာကဗမာပြည်ရဲ့ပြဿနာကရန်သူရဲ့အားနည်းချက်ကိုဘာဖြစ်လို့ကိုက အသုံးမချနိုင်တာလဲရန်သူရဲ့အားနည်းချက်ကိုဘာဖြစ်လို့ကိုကအသုံးမချနိုင်တာလဲအန်ယူဂျီဆိုလို့ရှိရင် ဒီကြားပြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်ဆိုလို့ရှိလို့ရှိရင်2029နော်လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကသူ့မှာတကယ်တကယ်ကြရင်ပြင်းစင်ပြီးတော့လှုပ်ထွားရတာရှိတော့မယ်။သူက UNG ဟာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဘလို့ပြောမလဲအစိုးရနာမည်ခံထားတဲ့အတွက်ဒီဗမာပြည်ထဲမှာဖြစ်နေတဲ့ကိစ္စတွေအကုန်လုံးဟာ UNG နဲ့ဆိုင်ကျင်လဲဆိုင်နေမဆိုင်ကျင်လဲဆိုင်နေနှမျိုးစုံနဲ့ UNG ကဆိုင်နေတဲ့ကိစ္စအစိုးရတရက်ဆိုတာเนาะကျွန်တော်ပြောတာရှင်းရှင်းလေးရယ်ဆိုင်ကျင်လဲဆိုင်နေမဆိုင်ကျင်လဲဆိုင်နေ နီးမျိုးစုံနဲ့ဆိုင်တဲ့ကိစ္စမှာဘာဖြစ်လို့ရန်သူရဲ့အားနည်းချက်ကိုကိုကမတင်နိုင်တာလဲရန်သူရဲ့အားနည်းချက်ပေါ်မှာနင်းပြီးတော့ကိုကတဆင့်မတိုးတက်နိုင်တာလဲဒီကိစ္စကတိတ်ပြီးတော့အရေးကြီးတဲ့မေကုံးဖြစ်တယ်တော်လန်ရေးအဆက်ဆက်ကရန်သူရဲ့အားနည်းချက်ကိုနင်းပြီးတော့ဖြစ်လာတဲ့ကိစ္စတွေဖြစ်တယ်တကယ်လို့သာနေဝင်းကကိုဖုံးမော်တို့ကိစ္စမှာလဲဟိုရက်ွက်လူကြီးပေါ့အဲ့ခက်ကပါတီယူနစ်လူကြီးသားသမီးကိုဖမ်းပြလိုက်မယ် ောက်ဆုံးကိုကိုပြောရင်သေတံပေးလိုက်မယ်ပေါ့ဒါမှမဟုတ်လို့ရှိလို့ရှိရင်ငွေတွေမသိဘူးပေါ့ဒီလိုမျိုးလုပ်တဲ့ဟေးဆိုလို့ရှိရင်ခင်ဗျားတို့88ကလည်းပေါ်ဖို့ဆိုတာခက်ဝဲဝဲမှာဒါပေမဲ့ကိုဖုံးမော်ကိုတတ်တယ်မတရားအဖြစ်ကြီးညာတယ်သဘောပေါက်ပြီလားမသိဘူးဟိုတရားခံကိုလှုပ်ပေးတယ်ကိုအောင်နိုင်မြတ်တို့ဆိုပိုတိတယ်သူတို့အသက်အရွယ်တွေနဲ့60ကျော်80ကျော်တွေသူတို့တိတယ်ဒီလိုမျိုးမတရားမှုတွေလုပ်တာဒါကရန်သူရဲ့အားနည်းချက်ဖြစ်သွားတယ်ဟာငွေရေးကြေးရေးတွေအကုန်လုံးဟိုတရားဒဏ်တွေကိုတရားမဝင်ငွေအဖြစ်ကြီးညာတယ်ဒီလိုမျိုးတွေဖြစ်တာ မင်းအောင်လိုက်ဘာဖြစ်လို့အခုချိန်မှာအာနာသိမ့်လဲဆိုတော့တစ်ချက် NLD မဲနိုင်တယ် NLD မဲနိုင်ရင်လေ NLD ကိုရခိုင်နေမကျင်납ဘူးရှမ်းနေမကျင်납ဘူးတိုင်းရင်းသားဒေါ်လာရေးဖွဲ့စည်းတွေမှာငင်းညာရေးလို့ပြောတဲ့အချိန်မှာလေကရင်နေကချင်နေအကုန်လုံးကငင်းညာရေးမှာမပါဘူးเนาะဟုတ်ဘာလဲ27ရာစုပင်လုံဆိုပြီးလုတ်တဲ့အချိန်မှာဒေါ်လာရေးကြီးငင်းညာရေးကြီးကလည်းရက်နေတယ် NLD ကိုအပြစ်ပြောတဲ့လူတွေကလည်းရှိလာပြီ NLD ဘာမှမဟုတ်ဘူး YBS တွေကလည်းအဲ့လိုမျိုးပေါ့အခုမွေးနေ့လုတ်တဲ့မကြည့်ပြားတို့ပေါ့ မကြည်ပြတို့ဆိုနေဖုံးလက်တို့ဆိုလို့ရှိရင် YBS ရေးလဲလဲကောင်းနေတာသိတယ်မလားညာဈေးတန်းကြီးကစီးနေတာတကဘာလုံးမှမရှိတဲ့ဈေးမျိုးကြီးတွေဆိုပြီးတော့အဲ့လိုမျိုးမဟုတ်ကောက်ကတွေဝါရတွေဖြန့်ပြီးတော့ NLD ဘက်ကလိန်ပေးနေတဲ့အခါမှာပြည်သူလူထုကအယုံကြည်နေလာတာဟာမျိုးတွေနော်လက်ဗရောင်းတောင်ကိစ္စလို့ဖြစ်လာတဲ့အခါမှာတကယ်ကို NLD ဘက်ကပါတဲ့ဒေါ်နော်အုံးလာတို့လူမျိုးတွေက NLD အပြင်ဘက်ကိုထွက်သွားတာတွေဒီတော့ကိုအားနဲ့ချက်ကိုနင်းပြီးတော့ရန်သူကအခုလိုမျိုးအာနာသိန်းတာ ဒီလိုအာနာသိန်းလို့လဲစဖြစ်ဖြစ်ချင်းမှာတိုင်းရင်းသားတွေကဒါအနီးနဲ့အစိမ့်ဖြစ်တာပဲဆိုတော့စကားတွေထွက်လာအာအရာကြောင့်မလို့လာမဟုတ်ဘူးမင်းတို့ဗမာပြည်ဒေါ်လာရေးမှာမဟုတ်ဘူးဘင်္ဂလားဒေ့ရှ်မှာလည်းကြီးလိုက်ဟာစီနာအာနာရှင်လို့ဖြစ်လာတယ်သူအုပ်ချုပ်တဲ့တပ်တန်းကတနေ့နဲ့နဲ့ဟုတ်တပ်တန်းကတစ်ခါနှစ်ခါသုံးခါဖြစ်လာတယ်အလွတ်လိုက်ရင်ဘင်္ဂလားဒေ့ရှ်လွတ်လိုက်ရင်တိုက်ပွဲဝင်တဲ့လူတွေကိုပဲအလုပ်ပေးရမယ်ဒီလိုမျိုးတွေဖြစ်လာတဲ့အခါမှာကျောင်းသားတွေကဟာစီနာရဲ့ဟာကွက်မှားယွင်းကွက်ကိုလိုက်ပြီးတော့နော်တခြားပါတီတွေကပါထောင်ပေးလိုက်တော့ဘင်္ဂလားဒေ့ရှ်မှာဒီလိုဒေါ်လာရေးကြီးတွေဖြစ်လာ ပြီးတော့ရန်သူရဲ့အားနည်းချက်ကိုကိုကနင်းကိုနင်းနိုင်ရတယ်။ရန်သူလို့ကိုကမသတ်မှတ်ဘူးဆိုတော့မှကိုပြိုင်ဘက်ကဘာအားနည်းလဲ။အဲ့ဒီအားနည်းတဲ့အားနည်းချက်ကိုနင်းပြီးတော့ကိုကလုံနိုင်ရတယ်။အခုအမေရိကန်ကနေပြီးတော့ပြောလို့ရှိရင် UNG ဆိုတော့အမေရိကန်အနောက်နိုင်ငံတွေရဲ့ထောက်ခံမှုကိုအရန်လိုချင်တဲ့အစိုးရ။ UNG ကအနောက်နိုင်ငံတွေနဲ့ကင်းမကင်းတဲ့အစိုးရ။ NUG ဟာအနောက်နိုင်ငံတွေနဲ့မကင်းတဲ့အစိုးရ NUG ဟာအနောက်နိုင်ငံတွေနဲ့အဆင်ပြေတဲ့အစိုးရ NUG ဟာအနောက်နိုင်ငံတွေမှာအခြေခံထားတဲ့အစိုးရဒီလိုအစိုးရတရက်ကိုအခုကြားဖြန့်ဖြစ်တဲ့အချိန်မှာဘသူကမှစရင်လည်းမသွင်းဘူး NUG ရောနော်ထိုင်းလည်းစရင်မသွင်းဘူးဟိုတရုတ်လည်းစရင်မသွင်းဘူးအမေရိကန်လည်းစရင်မသွင်းဘူးဘသူမှစရင်မသွင်းဘူးဒီတော့အစိုးရတရက်ဖြစ်ပြီးတော့ အစိုးရတရက်ဖြစ်ပြီးတော့ခမားတို့ကိုဒီမကောင်းတဲ့မူရီစေဝါလုပ်တဲ့ကိစ္စမှာလဲခမားတို့ ਨੇ ပူပေါင်းဆောင်ရွက်မယ်ဆိုတဲ့ကိစ္စမျိုးတွေထွက်မလာဘူးဒီလိုကြားပြန့်ဖြစ်နေတဲ့အချိန်မှာဟို UNG နိုင်ငံရဲ့ဝင်ကြီးကဩစတြေးလျကိုသွားပြီးတားပိုက်ကောင်တောင်းနေတယ်တားတားပိုက်ကောင်တောင်းနေတယ်လားတားပိုက်ကောင်လို့လုပ်ပေးရစီတောင်းနေတာလားမသိဘူးတားပိုက်ကောင်သွားတောင်းနေဒါတွေကကျုပ်တို့နိုင်ငံမှာဖြစ်နေတဲ့ကိစ္စမှာနောက်ဆုံးခမားတို့ပြောတဲ့အမျိုးသားပြန်လဲသိမ့်မြရေးပေါ့အမျိုးသားပြန်လဲသိမ့်မြရေးလို့ပြောလို့ရှိရင်စစ်တပ်ကိုရန်သူအဖြစ်သဘောထားလို့မရဘူး ဒါဒေါအောင်ဆန်းသူကြီးပြောတဲ့စကားကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးအမျိုးသားပြန်လဲအသိမြတ်ရေးလို့ပြောပြီးဟေးဆိုရင်စစ်တပ်ကိုရန်သူလို့သဘောမထားဘူးเนาะဒါကိုပြိုင်ဘက်လို့သဘောထားပေါ့နိုင်ငံရေးအရာပြိုင်ဘက်တွေပေါ့အနာစုတ်ကုတ်ကုတ်ပြောရင်ခင်ဗျားတို့ပြောတဲ့မြစည်းမပရိပဒါဘာညာတာကအပလာပေါ့အလေအလတ်လမ်းစဉ်ပဲပြောပြောပေါ့အဲ့တော့ကိုပြိုင်မဲ့ဖြစ်ပြီးဟေးဆိုလို့ရှိရင်ကိုအာနာရဖို့အတွက်နော်ဒါမှမဟုတ်ပြည်သူလူထုကောင်းကျိုးအတွက်နာစုတ်ကုတ်ကုတ်ပြောရင်ကရင်လူမျိုးတွေပေါ့အခုကရင်လူမျိုးတွေကြားဖြန့်လို့လို့ဗျာကရင်လူမျိုးတွေဘဝပြတ်နေတဲ့ကရင်လူမျိုးတွေနာမည်ပြတ်ရင်တော့မှနောက်ဆုံးဒီ အန်ယူဂျီအစိုးရအနေနဲ့ကကရင်လူမျိုးတွေရဲ့တိတ်ခါတွေနော်ကရင်လူမျိုးတွေကြာဆင်းနေတဲ့ဂုံတိတ်ခါတွေကရင်လူမျိုးတွေပျက်စီးနေတဲ့ဟာတွေကိုပြန်ပြီးတော့ပြုပြင်ထိမ့်သိမ့်ပေးရမယ်ကိစ္စဒီတော့ပြဿနာတွေအကုန်လုံးမှာအခုဖြစ်နေတဲ့ပြဿနာကကိုယ့်ရဲ့ရန်သူရဲ့အားနည်းချက်ကိုကိုယ်ဘလို့နင်းမလဲအခုခင်ဗျားတို့မှာကိုယ့်ရန်သူရဲ့အားနည်းချက်ကိုကိုယ်မနင်းနိုင်တဲ့အပြင်မှာမင်းတို့တွေရှိနေလို့ရှိလို့ရှိရင် ငါတို့တွေပို့ပြီးတော့ဘယ်လိုပြောမလဲဆိုတော့ငါတို့ကပို့နာမည်ပြတ်မယ်ဆိုတဲ့ကိစ္စမျိုးဖြစ်တယ်။ကရင်တွေကတည်ရမှာသူကသူကြားဖြန်းနေသူကသူနာမည်ပြတ်နေကျွန်တော်ကရင်ပေါ့ဗျာကျွန်တော်ကရင်သွေးပါတော့ကျွန်တော်တို့ကရင်ကကိုကရင်ကိုဟိုစောချစ်သူတို့အဲ့မှာဟိုစောကြော်ညွန့်တို့အကုန်လုံးနဲ့ကိုကရင်တွေက DKBA တွေနဲ့အကုန်လုံးကိုကရင်ကကိုကိုနာမည်ပြတ်နေတဲ့အချိန်မှာတည်ရမှာ NUG ကိုခေါ်လိုက်ရင်နာမည်ပြတ်တဲ့ကောင်ကိုပါထပ်ခေါ်လိုက်တော့ကိုကနာမည်ထပ်ပြမယ်ပုံစံမင်းတို့က NUG ကကြားဖြန်းနေပူပေါင်းပြီးတော့လှုပ်မယ်တို့မလှုပ်ဘူးတို့ပြောရင်လေမင်းတို့ကဘယ်သူမှစည်ရင်နဲ့မသွင်းတော့ဘူး ဒီတော့ပြဿနာရဲ့အကြီးမားဆုံး ပြဿနာတွေအကုန်လုံးကရန်သူကဘယ်အချိန်မှဟိုကျွန်တော်တို့ဆိုလို့ရှိရင်ကိုယ်ပြိုင်ဘက်ကိုကိုယ်အမြဲတမ်းကြည့်တယ်ဗျာပို့ပွင့်လင်းလင်းပြောတာကိုယ်ရန်သူရဲ့အားနေချက်ဆိုလို့ရှိရင်ကိုကဘတော့မှမပြောဘူး။ဘာဖြစ်လို့လဲဆိုတော့ရန်သူရဲ့အားနေချက်ကိုပြောလိုက်တယ်။ကိုပြိုင်မဲရဲ့အားနေချက်ကိုပြောလိုက်ပြီဟေးဆိုလို့ရှိရင်ဒီနိုင်ငံရေးတို့အာကစားတို့ဆိုတာကဒီအားနေချက်ပေါ်မှာမူတည်ပြီးတော့ဒါကောင်းတာမကောင်းတာကိုပြောတာမဟုတ်ဘူးနော်။ရှင်ပြိုင်မှုတစ်ခုဖြစ်ပြီဟေးဆိုလို့ရှိလို့ရှိရင် ကိုကနိုင်ဖို့တော့အရေးကြီးတယ်လေမတရားသဖြင့်နိုင်တာမဟုတ်ဘူးလေ။ तू ကတရားအားနေတယ်ဆိုလို့ရှိရင်ကိုကတရားမှာအားပိုကောင်းအောင်လုပ်ပြီးကိုပြန်ရတာပဲလေ။ဥပမာခမားတို့ပြောနေတယ်ခမားတို့သိကြိုက်တဲ့ဟို MMA fighter ပေါ့ကိုအောင်လှပဲဖြစ်ဖြစ်ပေါ့။အခု Joshua Ban ပဲဖြစ်ဖြစ်ပေါ့။အာ Joshua Ban က तू သိတယ်လေ။ तू နဲ့ထိုးတဲ့ကောင်က Brando ကသိရမလား။ Brando ပေါ့။ Brando ကသူ့ထက်အရက်မြင့်တယ်ဆိုလို့ရှိရင် तू အောက်ပိုင်းတွေကို तू ထိုးဖို့ तू ပြင်ရတယ်လေဗျာ။အခုကြတော့ NUG ကခမားစဉ်းစားကြည့်။ဒီစစ်တပ်ကဒီတကဘာလုံးနဲ့ပတ်သက်တဲ့လောင်းကစားဟုတ် 卢公古墓、pues er、的哦，喏，第两个啥的哦，木叶石瓦的哦，啊 high,，狗片的来请嘛，俺有几啊，俺有几啊，看看呐，你家片嘛巴嘞，俺有几啊，看看呐，你家片嘛巴嘞，巴嘛我们好，俺有几条路线，路在高龙啊教你的，少去中间面，他包不了的嘛，温州吧，他管不了，哦，人家不路标么嘞，啊啊，人家把嘞，人家招牌嘛，人家他比到你阿伯，我们来做比到把教你的，我。 ခုစောချစ်သူနဲ့စောချစ်သူနဲ့အန်ယူဂျီကကောင်းဆောင်နေတော့ညှိနေလားမသိဘူးတကယ်ပြောတာအညာဒူပိုင်းမှာပေါ့မင်းတို့ရွှေကုတ်ကိုတို့ကေကေပတ်တို့ပြီးသွားလို့ရှိလို့ရှိရင်ပေါ့ဟိုအညာဒူပိုင်းကိုပြောင်းမယ်ပေါ့တကယ်မှာအညာဒူပိုင်းမှာပြောင်းပြီးနေရလို့ဆိုပြီးတော့လုံမလို့လာတော့မှလူတွေကအဲ့လိုဖြစ်နေဒီတော့ပြဿနာရဲ့ဟိုဘယ်လိုပြောမလဲပြဿနာရဲ့ဇင်းမြစ်တွေအကုန်လုံးကိုတေးသေးချာချာတီးဖို့လိုတယ်ကိုကရန်သူကိုမျက်ခြေမပြတ်ဖို့လိုတယ်ရန်သူဟာစောချစ်သူနဲ့ဘယ်လိုမျိုးကိစ္စတွေမှာပတ်သက်နေတယ် ြုတ်နေတယ်ဒီဟာတွေအကုန်လုံးကိုကနိုင်ငံတကာကိုဘယ်လိုမျိုးတင်ပြမယ်ကိုကနိုင်ငံတကာကိုဘယ်လိုမျိုးပေါ်သိတယ်မလားဒီအခွင့်အရေးတွေကိုယူပြီးနိုင်ငံတကာကကိုယ့်ကိုကူညီအောင်ဘယ်လိုလုပ်မယ်ဒါမျိုးတွေစဉ်းစားတဲ့ဟာမျိုးကကျွန်တော်အနေနဲ့ကျွန်တော်တယောက်တည်းအနေနဲ့ပဲပြောတာနော် UNG လောက်ထားတာဘာတစ်ခုမှမရှိဘူးအခုကျွန်တော် live ကိုကြည့်နေတဲ့လူတွေခင်ဗျားတို့ကိုယ့်ဘာသာကိုတည်တည်ချာချာစဉ်းစားကြည့် ဒီမင်းအောင်လိုင်ရဲ့ရန်သူရဲ့ဒါအားနေချက်ရန်သူရဲ့မှားတဲ့အကွက်ဒီရန်သူရဲ့မှားတဲ့အကွက်ကိုမဟာမိတ်သုံးပေါ်လဲနော်ပေါ့ဒီအားနေချက်ကိုလင်းပြီးလုပ်တယ်ဘာလဲဆိုတော့ကိုကမှာကြားဖြန့်ကိစ္စတွေဖြစ်တယ်ဟေ့ဆိုလို့ရှိရင်ဒီရန်သူရဲ့အားနေချက်ကိုနင်းပြီးတော့ညီနောင်သုံးပေါ်30 20ခုကိုဖော်တဲ့အခါမှာညီနောင်သုံးပေါ်တကယ်30 20ခုကိုဖော်တဲ့အခါမှာဒီတော်လိုင်းရဲ့တတ်တတ်ကိုမပြောဘူးကြားဖြန့်ဆိုတဲ့ကိစ္စကိုတေးသေးချာချာပြောပြီးတော့မှနော်စစ်တပ်နဲ့ နော်ဒီကိုကန်လူတွေနဲ့ကြားဖြန့်ပေါင်းပြီးတော့တရုတ်တွေကိုလိန်နေတကဘာလုံးကိုလိန်နေဆိုတာပြပြီးတော့တည်တည်သက်သက်ကိုပုံဖော်သွားတာဒီအခါမှာကြားဖြန့်ကိစ္စပြောတဲ့အခါမှာစစ်တပ်ကလည်းပါလို့မရတော့ဘူးစစ်တပ်ကလည်းပါလို့မရတဲ့အပြင်မှာခင်ဗျားတို့မှတ်မိတယ်မလားကြားဖြန့်လို့လို့မြောက်ပိုင်းတိုင်းကစစ်ဘိုလ်ချုပ်တွေပါပြောင်းနေလို့ရွှေ့တယ်လို့အေးအေးယူတယ်လို့ပါဖြစ်ကုန်တယ်ဒီတော့အန်ယူဂျီကနိုင်ငံတကာနဲ့ဆက်ဆံနေတာလေနိုင်ငံတကာနဲ့ဆက်ဆံနေတဲ့အခါမှာ NUG ဘက်ကနေပြီးတော့ကျွန်တော်တို့တွေနော်အုပ်ချုပ်နေတဲ့အခါမှာအခုဒီလိုမျိုးခရင်ပြည်နယ်မှာဒါမျိုးတွေဖြစ်တယ်ဒီလိုမျိုးစစ်တပ်နဲ့ပေါင်းပြီးတော့လိမ့်နေတယ်ထိုင်းရလည်းပါတယ်ဒါမျိုးတွေ NUG မှာပြောတာမရှိဘူးဒါကြောင့်မလို့ NUG ကိုအခုခမရတို့အခုကြားဖြန့်ဖြစ်တယ်အမေရိကန်ကပါတယ်ပြောတယ်ဒါပေမဲ့ကျွန်တော်ခမရတို့ကိုပြောတာနော် NUG ကအခွင့်အရေးကိုအသုံးမချနိုင်တာပဲပြောတာခမရတို့ပြောနေတဲ့အမေရိကန်ကလာပြီးတော့ဘယ်လိုပြောမလဲဟိုဒီကြားဖြန့်ကိုအရေးယူမယ်လို့ဘာလို့ဆိုတဲ့ဟာတွေအကုန်လုံးကအဲ့ဒါတွေကပုံမြင်နေတယ် ခင်ဗျားတို့အကြိုက်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောတတ်တယ်ဗမာလူမျိုးတွေကအကြိုက်ပြောမှဟိုဘယ်လိုပြောမလဲသူတို့နားဝင်ချိုးအောင်ပြောမှကြိုက်တယ်ဟဲ့ဆိုကျွန်တော်ပြောပြမယ်အမေရိကန်ကနေပြီးတော့အခုကြားဖြန့်ကိစ္စကိုနှိမ်နှင်းဖို့အတွက်ဆီယာမာကြီးဘွန်ဘူးကြီးဒေါ်မီမီဝင်းဘတ်ကိုကူးဆောင်ခိုင်းပြီးတော့စစ်လေရင်မြိုင်ဟိုဥစားပေါ့လေရင်တင်သင်းမောကြီးဆယ်စီးနဲ့သိရမလားအမေရိကန်စစ်သားဟိုအမေရိကန်မှာတော့မှတန်း350လောက်ရှိတယ်ဆိုလို့ရှိရင်အမေရိကန်စစ်သားတန်း150လောက်နဲ့လှုပ်ပြီးတော့ရွှေကုတ်ကိုနော်လာပြီးနှိမ်နှင်းမယ်ဆိုပြီးတော့ခင်ဗျားတို့အကြိုက်ပြောလို့ရတယ် အဲ့ဒါလေးအကုန်လုံးကဘာမှမဖြစ်ဘူးအမေရိကန်လာပြီးတော့လုပ်ရင်လည်းအမေရိကန်ဘာမှလုပ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီကြားဖြန့်ကိစ္စမှာနော်ထိုင်းနိုင်ငံကတာဝန်ရှိနေတဲ့လူတွေနောက်ဆုံးကိုကိုပြောရဒီကြားဖြန့်ကိစ္စမှာထိုင်းဘရင်ကိုယ်တိုင်တော့မှပါနေလားမသိဘူးဒီကြားဖြန့်လုတ်တဲ့ရာဇဝတ်မှုကျူးလွန်နေတဲ့ရာဇဝတ်မှုကျူးလွန်ဖို့အတွက်လက်ဆက်လက်ပဲလက်ယူလုပ်နေတဲ့နော်လူတွေထဲမှာထိုင်းဘရင်နဲ့ပတ်သက်တဲ့လူတွေကအများကြီးပါတ ပြီးတော့မေအမေရိကန်ကလည်းသူ့မဟာမိတ်အာရှအရှေ့တောင်အာရှဆိုလို့ရှိရင်ထိုင်းနိုင်ငံတနိုင်ငံနဲ့ပဲသူ့မဟာမိတ်နိုင်ငံဖြစ်နေတာအဲ့တော့သူ့မဟာမိတ်နိုင်ငံကြီးပျက်စီးရပျက်စီးကြောင်းပေါ့ထိုင်းနေအကုန်လုံးကိုလည်းဖမ်းသိရမှာဟိုစောချစ်သူတို့ကိုလည်းဖမ်းဆိုပြီးတော့အဲ့လိုမျိုးဆီယာမာကြီးတို့မိမိဝင်းဘက်ကိုဥဆောင်ခိုင်းပြီးတော့ဟိုအာတူပီလာမယ်ပြောသလိုမျိုးပေါ့ဗျာ အတူပီလာမယ်အတူပီလာမယ်ဗမာပြည်ကိုပြောနေသလိုပေါ့မျိုးပေါ့ဆီယာမာကြီးတော်မီမီဝင်းဘက်ကိုဥဆောင်ခိုင်းပြီးတော့လေရင်ပြန်သင်းမောကြီးဆယ်စီးလောက်နဲ့အမေရိကန်စစ်သား350လောက်နဲ့လာပြီးတော့ဖမ်းတာမျိုးကမဖြစ်ပါဘူးကျွန်တော်ပြောတာအဲ့ဒါမျိုးတွေကစိတ်ကူးလည်းမရင်နဲ့စိတ်ကူးလည်းမရင်နဲ့ဘာမှမဖြစ်ဘူးနော်မုံမှုစောစားအောင်ဟိုကရင်ထဲမှာ DKBA ပေါ့ဗုဒ္ဓဘာသာကရင်ခမရခမရအေးစစ်စစ်ရှိခိုးနေခမရရှိခိုးဖျားရှိခိုးတာကိုမပြတ်ဘူးအမေရိကန်တွေလာပြီးတော့ခမရဟိုတာဒုခေါ်တာဒုခေါ်ပြီးလို့ရှိရင်အဲ့ အမေရိကန်တွေအမြအမြပါသုံးပွဲအဝေပေးသွားမယ်စောစမ်းအောင်လည်းမကြောက်နဲ့စောချစ်သူလည်းမကြောက်နဲ့နိုင်မောင်စော်လည်းမကြောက်နဲ့စစ်တပ်လည်းမကြောက်နဲ့ဘယ်ကောင်းမှမကြောက်နဲ့အဲ့ဒီအမေရိကန်ကယူသလိုကြောက်လို့ရှောက်ပြောနေတာသူကသူပါဇက်ဟိုအလုပ်မရှိလို့ပြောနေတဲ့ဟာ FBI နေ FBI နေရော CIA နေ CIA တွေရော DEA တွေရောရှောက်ပြောမနေနဲ့ဘာမှမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာပြဿနာတစ်ခုပေါ်လိုက်ပြီဆိုတာနဲ့ထိုင်းရဲ့မဟာမိတ်တွေဘလောက်ဖမ်းရမလဲဆိုတဲ့ပြဿနာအကြီးအကျယ်ရှိတယ်အဲ့တော့ ကျိန်းနေတာအခုခင်ဗျားတို့စိုးရိမ်ဖို့လိုတယ်ဆိုတာကရင်ချင်းချင်းမတတ်ဘူးလို့ကရင်ချင်းချင်းမတိုက်ဘူးလို့ပြောထားတဲ့အခါကြတော့ရှိလို့ရှိရင်စောချစ်သူတို့ဗိုလ်ဘူးဆောင်းအောင်တို့အဲ့ဒီမှာလုံနေတဲ့လူတွေအကုန်လုံးကဟို KNU နဲ့ပြန်ဝင်နေဆိုပြီးတော့ဗိုလ်ချုပ်တွေဗိုလ်မှူးတွေဖြစ်ပြီးတော့သိတယ်မလားအဲ့မှာဟို KNU ဟိုဘယ်လိုပြောမလဲဗဟိုကော်မတီတစ်ခုလုံးပြောင်းပြစ်မယ်ဟာကိုပဲကြောက်ကျန်တဲ့အဲ့အမေရိကန်ဝင်ဖမ်းမာတို့ဟိုကရော့ပါရဲ့လူခွေခွေခွေကြွက်ခွေသမားတွေပြောနေတာအဲ့ဒါလည်းဘာတစ်ခုမှမဖြစ်ဘူးစိတ်ချ ခင်ဗျားတို့အကြိုက်ကိုပြောဆိုလို့သာကျွန်တော်ကနေပြီးတော့ခင်ဗျားတို့ကြိုက်အောင်ပြောပြတာဆရာမကြီးဒေါ်မီမီဝင်းပန်းနဲ့စစ်သင်္ဘောကြီးဆယ်စည်းလောက်နဲ့လေရင်တွေရလဲအစီတသန်းလောက်နဲ့သိတယ်မလားဟိုအမေရိကန်စစ်သား၁၃၀လောက်နဲ့ရွှေကုတ်ကိုတို့နော်အဲ့ဒီ KK ပတ်တို့ဝေဖမ်းမယ်ဆိုတာခင်ဗျားတို့ဗမာတွေကအဲ့လိုမျိုးပြောမှကြိုက်တယ်ဆိုလို့ကျွန်တော်ကထည့်ပြောပေးတာကျွန်တော်ထည့်ပြောပေးတာတကယ်တကယ်တမ်းကျတော့အဲ့မှာ မင်းတို့ဒီ KBA ရလဲအဲ့မှာဖျားရှိခိုးနေတာတို့ခေါ်ပေးလိုက်အမေရိကန် FBI တို့ဘာတို့ရှိသမျှလူတွေအဲ့အမေရိကန်စီးနှိတ်ကပါမင်းတို့အမြအမြဆိုပြီးသုံးကဝေပြီးတော့သူတို့ဘာရတဲ့ဟာခွဲယူသွားအောင်မယ်ဘာမှမကြောက်နဲ့အဲ့ဒီကရင်တွေကြောက်ရမှာကကရင်ချင်းချင်းမတတ်ဘူးကရင်တွေအားကောင်းအောင်ဆိုပြီးစောချစ်သူရတယ်တရားမှာ KNU ဗိုလ်ချုပ်ကြီးတွေဖြစ်အဥက္ကဋ္ဌတွေဖြစ်အဲ့ဒါမျိုးတွေမဖြစ်အောင်ပဲဆူတောင်းပြန်တဲ့ဟာအမေအမေရိကန်ဘာမှမဟုတ်ဘူးနော်အဲ့တော့တခါတခါကျရင်ပြဿနာတွေတက်နေတဲ့ကိစ္စက ဟာပြောလိုက်လို့ရှိရင်နိုင်ငံတကာတကြအမေရိကန်ကဝင်ပြီးတော့ခြားတော့မယ်။တော်ကြတရုတ်ကဝင်ပြီးတော့ခြားတော့မယ်။မင်းတို့ကိုဟာကိုခြားမယ်ကိုဟာကိုတိုက်မယ်ကိုဟာကို လုံမယ်ဆိုတဲ့ကိစ္စကဘတော်မှာဗမာပြည်ရဲ့မီဒီယာတွေမှာလည်းမပါဘူး။ဒီဗမာပြည်ရဲ့နိုင်ငံရေးသမားတွေပြောနေတဲ့အထဲမှာလည်းမပါဘူး။တခါလာလဲအာတူးပြီလာမယ်တခါလာလဲဆီယာမာကြီးတော်မီမီဝင်းပတ်နဲ့စစ်သင်္ဘောကြီးဆယ်စီးနဲ့လာပြီးကြားပြန့်ဖမ်းမယ်မင်းတို့မဟုတ်ောက်ကတွေရှောက်ပြောမနေနဲ့လူတို့ကိုပြောဖို့ဟာကငါတို့ကငါတို့တိုက်မှာရမှာ ောက်တစ်ချက်ကတော့ကရင်နေဘာမှမင်းတို့ကရင်ချင်းချင်းမတိုက်ဘူးလေကရင်ချင်းချင်းမတတ်ဘူးလေရှောက်ပြောမနေနဲ့ယာဇဝဲမှုလုပ်တဲ့ကရင်ကိုယာဇဝဲမှုနဲ့ဖမ်းဟုတ်ဖမ်းရမယ်။အော်မင်းပရိုဥပရိုဆော်တော်နီးတွေသိတယ်မလားပရိုဆော်ကွယ်ထူးဝင်းတွေမင်းတို့ကမင်းတို့88မှာဟိုဘယ်လိုပြောမလဲနိုင်ငံရေးပါဝတယ်တို့တိုင်းရင်းသားချင်းချင်းချစ်တယ်တို့ဟာနိုင်ငံရေးမှာဒီဂျီဇက်တွေကိုကျင်နာတယ်တို့အဲ့ဒါတွေကနှောက်မှာနှောက်ကိစ္စနှောက်မှာပြောကရင်ချင်းချင်းမှာနော် စစ်တပ်နဲ့ပေါင်းပြီးတော့ကရင်တွေကိုဘလို့စော်ကားနေလဲဒါမျိုးကြတော့ရှိလို့ရှိရင်မင်းတို့တခါမှရခိုင်ကိုလည်းသင်ငန်းစာမယူကိုကန့်ကိုလည်းသင်ငန်းစာမယူရခိုင်တွေတွေ့တယ်မလားစစ်တပ်နဲ့ပေါင်းနေတဲ့ ALP ကိုဘလို့ကျွေးတယ်လဲဘလို့ချရတယ်လဲဘလို့အေးယူတယ်လဲဟောကိုကန့်တွေတွေ့တယ်မလားစစ်တပ်နဲ့ပေါင်းပြီးတော့ကြားဖြန့်လုပ်နေတဲ့ကောင်ကိုကိုကန့်တွေဘလို့ချရတယ် ကိုကန့်နေငါတို့ကွာကိုကန့်အချင်းချင်းပဲကဲမင်းတို့နဲ့ငါတို့နဲ့ခွဲဝေပြီးတော့စားမယ်ဆိုတဲ့ဟာမျိုးမရှိဘူးဒီကိုကန့်မှာဖြစ်လာလို့ရှိလို့ရှိရင်ဒီကိုကနော်ဒီကိုကန့်ပြည်နယ်ကြီးတီထောင်ဖို့အတွက်ကိုကန့်နေကောင်းဖို့အတွက်ဒါမျိုးလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကိုအထဲမှာဝင်းနေတဲ့စူးကိုနှုတ်ထုတ်ရတယ်ဟာရခိုင်နေ AA ဆိုလို့ရှိရင်လည်း ALP နာမည်ခံပြီးတော့စစ်တပ်နဲ့ပေါင်းနော်ဒီမျိုးစုံနဲ့လှုပ်ပြီးတော့ရခိုင်ချင်းချင်းတွေဒုက္ခပေးဒီလိုမျိုးလုပ်တဲ့လူတွေကို ALP ကိုချတယ်ဟာမင်းတို့ကရင်ချင်းချင်းလဲကြလဲကြအောင်ငါတို့ကရင်ချင်းချင်းကတစ်ချိန်လုံးတိုက်လာကချင်းတွေအဲ့တော့ မင်းတို့ကဝမ်းကြီးပပတ်ဒူဝေဖြစ်နေပြီအခုစစ်တပ်ကသူ့အမားကိုသူပြင်းနေပြီစစ်တပ်ကတဖြည်းဖြည်းနဲ့သူ့အမားကိုသူပြင်းနေပြီဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကေကေပတ်မှမိုင်းတွေခွဲပြနေပြီဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဟိုဘယ်လိုပြောမလဲကရင်ထဲမှာဟိုဟိုလိုလိုဒီလိုလိုလုပ်တဲ့စောကြောင်ကျွန်းလိုအဖွဲမျိုးကလည်းရွှေကုတ်ကိုအဖွဲကြီးရပါတည်ရမလားရွှေကုတ်ကိုဆိုတဲ့မြို့တကြီးကစောချစ်သူဖြစ်လို့ဖြစ်လာတယ်ဆိုပြီးတော့ဟိုဗမာဘာလို့ဗမာဗမာရော်ဘင်ဟုဆိုပြီးဖြစ်နေပြီတိုင်ရင်မိုးရဲ့သတိရတယ် နော်ဟိုလှလူနေပုံဖောနေတာကိုပြောပြတာတိုင်ရင်မှုတွေပုံဖောနေတာစောချစ်သူသိတယ်မလားကြားဖြတ်နေလှုပ်ဘာတွေလှုပ်ပြီးတော့အဲ့ဒီမှာဖျားတဲတာတို့ရွှေကုတ်ကိုမျိုးကြီးဖြစ်လာတာစောချစ်သူကကရင်ဟိုကရင်ဘယ်လိုပြောမလဲကရင်ရော်ဘင်ဟုဖြစ်နေပြီမင်းတို့တွေကဒီပြဿနာတွေအကုန်လုံးပဲပြဿနာစစ်တပ်ဖြစ်နေတယ်ဟောအန်ယူဂျီကတာဝန်ခံထားပြီးတော့စစ်တပ်ရဲ့အားနဲ့ရက်ကိုဘာတစ်ခုမှမလုပ်နိုင်ဘူးအန်ဟိုအန်ယူဂျီဝန်ကြီးကအောင်မှတိုင်ရင်မှုတို့ဩစတြေးလျကိုလာပြီးတော့ဒီမှာတားပိုက်ကောင်တောင်းနေ တခါတခါကျရင်ပြောစရာတွေဖြစ်လာတယ်ဟာပြောလိုက်လို့ရှိရင်တော်ကြကြလို့ရှိရင်ယူကရိန်းနဲ့ဗမာပြည်ကိုနှိုင်းရှင်ပြန်ပြီအာအဲ့ကောင်လေးတည့်ရမရေးလဲလဲတော်တယ်တည့်ရမခြေတန်းတိုက်တယ်လို့လို့ပါလို့ ਨੇ ယူကရိန်းနဲ့ဗမာပြည်ကိုနှိုင်းရှင်ယူကရိန်းနဲ့ဗမာပြည်ကိုနှိုင်းရှင်လို့ရှိရင်ယူကရိန်းမှာရှိနေတဲ့အစိုးရနာမည်ခံထားတဲ့အထဲမှာအစိုးရနဲ့ပေါင်းနေတဲ့အကောင်လေးကဘလောက်လက်စားသလဲအဲ့ဒီကိစ္စကိုနှိုင်းရှင်အန်ယူဂျီထဲမှာအန်ယူဂျီနဲ့ပေါင်းနေတဲ့ကောင်လေးအကုန်လုံးလုံးဝဘလောက်လက်စားသလဲမင်းတို့နှိုင်းရှင်လို့ရတာအဲ့တခုပဲရှိတယ်အဲ့လိုနှိုင်းရှင်ရင်တော့မှမင်းတို့ယူကရိန်းကိုမပြီးဘူး ယူကရိန်းကောင်တွေလက်စားတာအတန်းကိုယာနဲ့ချီပြီးလက်စားတာမင်းတို့ဗမာပြည်ကောင်တွေကပြည်သူတွေရဲ့လှူထားတဲ့ဟာကိုဒီမှာပေါင်းကနန်းသိန်းကနန်းအစားသရောင်းသားခွက်ထဲကနှိုက်ပြီးတော့မင်းတို့ကလက်စားတာယူကရိန်းစစ်သားတွေကထမင်းဝရတယ်ငါတို့ PDF တရားဒီမှာကရော့ပါရဲ့အောက်ခံပေါင်းမိကြောင်မှအပေါက်နဲ့မင်းတို့အဲ့အဲ့တကယ် VOA တို့ဘာတို့မှလေပုတ်ပုတ်လင်းလင်းပြောလို့ရှိရင် VOA သတင်းဌာနကတကယ်လိုအပ်တယ်ပြည်သူလူထုလေဘယ်လိုပြောမလဲဆိုတော့သတင်းအချက်အလက်တွေရဖို့ VOA ကတကယ်လိုအပ်တယ် VOA ရသတင်းဌာနအချက်အလက်တွေရဖို့အတွက်လိုအပ်တယ်။အဲ့ဒီ VOA မှာစောင်းမားပြောနေတယ်ဆိုတဲ့ကောင်တွေရှိတယ်ဒီကမှာ။အာဟိုပါ RFA မှာစောင်းမားပြောနေတဲ့ကောင်တွေရှိတယ်။အာအမရေဆိုမမရေဆိုပြီးတော့အဲ့လိုမျိုးစောက်တလွဲလောက်တဲ့ကောင်တွေ။အဲ့ဒီဟာမျိုးအဲ့ဒီအစီအစဉ်မျိုးကြတော့မလိုဘူး။ ဗီအိုအေမှာလည်းအဲ့ဒီတိုင်းပဲတော်ချာကြလို့ရှိရင်ယူကရိန်းနဲ့ဗမာပြည်နဲ့နှိုင်းရှင်မြန်ပြီတော်ချာကြလို့ရှိရင်အာဟိုတောင်အာဖရိကနဲ့ဗမာပြည်နဲ့နှိုင်းရှင်မြန်ပြီလို့စောက်ယူတွေကအများကြီးပဲအဲ့ဒီစောက်ယူတွေကိုလေကျွန်တော်ကတကယ်စောက်မြစ်ကတယ်ဆိုတော့အဲ့ဒါကိုပြောတာကတော့ဆဲတာဆိုတာရိုင်းတာပါလို့ရှိရင်ခွန့်လော့အဲ့တော့အခုဒါကြားဖြန့်ကိစ္စနဲ့စပြီကြားဖြန့်မှာရန်သူမှားတယ်တရုတ်တောင်မှဒီကြားဖြန့်ကိစ္စကိုလက်မခံနိုင်ဘူးမင်းအောင်လိုင်းနဲ့ကြားဖြန့်နဲ့ပေါင်းရင်ခွဲပြီးတော့ထုတ်တယ်ကိုကန့်နေရနော် TNL ဟာအေးအေးဟာ ဒီကြားဖြန့်ကိုရန်သူရဲ့အားနဲ့ချက်ကိုနင်းပြီးကြားဖြန့်ဆိုတာနင်းပြီးတော့မြောက်ပိုင်းမှာတိုက်သွားတယ်လာရှိုးကအစသိမ်းသွားတယ်ဟောအခု UNG တွေမဟုတ်ဘူး KI KNU ကအစဒီကြားဖြန့်ကိုအကြောင်းပြပြီးတော့ဘယ်သူမှဘာမှလုပ်လို့မရဘူးရန်သူရဲ့အားနဲ့ချက်ကိုဘယ်သူမှမနင်းနိုင်ဘူးဒီမနင်းနိုင်တဲ့ကိစ္စကိုမီဒီယာတွေကပြောလာဆိုတော့မပြောဘူးမီဒီယာတွေပြောနေတာပါလေသိလား တော်ကြကြရင်ကေကေဘက်ကိုမိုင်းခွဲလိုက်ပြန်ပြီတော်ကြကြလို့ရှိရင်တရုတ်တွေပြေးပြန်ပြီအတော်ကြကြရင်မီဒီယာတွေကဓာရီပဲလာနေတာတကယ်တကယ်တမ်းကျတော့မင်းတို့ဗမာပြည်မှာစစ်တပ်ကိုမင်းတို့အခုသေသေးချာချာပြောလို့ရတာရှိတယ်ဘာပြောလို့ရလဲဆိုတော့ဗမာပြည်မှာအခုဝင်းနေတဲ့အိမ်ကြီးချင်းတရုတ်ပဲဖြစ်ဖြစ်ဘယ်တရုတ်ပဲဖြစ်ဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်မင်းတို့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေနိုင်ငံကိုကျူးကျော်ဘယ်လိုပြောမလဲဆိုတော့ဗီဇာကိုမင်းတို့ဗီဇာကိလို့ခွင့်နေပေးထားတာမဟုတ်ဘူး ရန်ကုန်ကနေပြီးတော့ဆက်ရောက်ဗီဇာရတာမဟုတ်ဘူးဗမာပြည်ရဲ့နယ်စပ်ကိုဖျက်ကျော်ပြီးတော့ဝင်လာတာမင်းတို့ကမင်းတို့ဘယ်နိုင်ငံကပဲပြန်ခေါ်ခေါ်ဘယ်နိုင်ငံကပဲလာပြီးတော့အမေရိကန်ကပဲဖြစ်ဖြစ်လာပြီးတော့လုံအောင်တင့်ချက်တရားမဝင်နိုင်ငံကြော်ဖြတ်မှုနဲ့အ ਨੇ ဆုံးတော့ဒဏ်ငွေလေးရရမယ်အဲ့ဒီကိစ္စလည်းပြောလို့ရှိရင်ဒီမှာကြည့်တဲ့ထဲမှာတိုင်ရင်မှုတို့လည်းဒုက္ခတဲ့အဖြစ်ဖြစ်ဘူးတဲ့ညဉ့်ညောင်းတို့လည်းဒုက္ခတဲ့အဖြစ်ဖြစ်ဘူးတဲ့ထိုင်းနိုင်ငံမှာဒုက္ခတဲ့လက်မှတ်ရတာတောင်လေ နိုင်ငံเจ้าကိုသွားကြနီးဆိုလို့ရှိရင်တရားရုံးမှာသွားပြီးတော့ကျွန်တော်တို့ကထိုင်းနိုင်ငံကိုတရားမဝင်ကျူးကျော်ပါတယ်ဆိုပြီးတော့ဝန်ခံပြီးဒဏ်ငွေပေးရတယ်အဲ့ဒါကုလသမဂ MOI ရနေပြီးတော့လေကျွန်တော်တို့ကိုစားပေါ့ဒဏ်ငွေပေးတာမင်းတို့အခုဗမာအစိုးရဒီကြားဖြတ်နေဖမ်းနေပြောတယ်နိုင်ငံတကာလာတဲ့လူတွေပြောတယ်တရားမဝင်ကြော်ဖြတ်မှုနဲ့မင်းတို့ဘယ်ကောင်းမှလည်းအရေးယူလာမရှိဘူးထိုင်းနိုင်ငံမှာမင်းသွားပြီးတော့နေလိုက်ကျွန်တော်ပြောတာဒုက္ခတဲ့အဖြစ်ကျွန်တော်တို့ကိုထိုင်းအစိုးရကလည်းအတိမပြုထားတယ် ဒုက္ခတဲ့အဖြစ် MO1 ရလည်းအတိအမှတ်ပြုထားတယ်။ကုလသမဂ္ဂမဟာမင်းကြီးယုံကလည်းဒုက္ခတဲ့အဖြစ်အတိအမှတ်ပြုထားတာတော့မငင်းညာအောင်လို့ဖင်လန်နိုင်ငံကိုသွားကနေဆိုလို့ရှိလို့ရှိရင်ကုလသမဂ္ဂကနေပြီးတော့ကာကြီးနဲ့ခေါ်သွားတယ်ဒီထိုင်းနိုင်ငံပေါ့ထိုင်းနိုင်ငံကျွန်တော်တို့ကန်ထဲမှာလုံယုံရေးစောင့်နေအဆောင်ကခေါ်သွားပြီးလဲခေါ်သွားပြီးတော့ထိုင်းတရားရုံးမှာကျွန်တော်တို့ကဒလိုလေးတွေလက်ကလေးတွေပိုက်ပြီးတော့တရားသူကြီးကနေပြီးတော့မင်းတို့ထိုင်းနိုင်ငံကိုချွကြပြီးဝင်လာတာဟုတ်တယ်မလားခိုးပြီးတော့ဝင်လာတာမလားဟုတ်ပါတယ်အဲအဲ့ဒါဆိုရင်မင်းတို့ဒီလောက်တန်ငွေရိုက်တယ်ရိုက်ပြီးတော့မှအဲ့ထိုင်းနိုင်ငံလေစိတ်ကိုကိုကသွားတာ အခုကမင်းတို့ကဖြစ်နေတာ DKBA ပဲဖြစ်ဖြစ်ဇောချစ် BGF ပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ်ဘယ်လိုကောင်တွေပဲဖြစ်ဖြစ်ထိုင်းဗမာပြည်တဲ့ရောက်နေတဲ့ကောင်တွေအကုန်လုံးကတခါမှနိုင်ငံကျူးကျော်ဟိုဘယ်လိုပြောမလဲနေကြဖြတ်ပြီးတော့ဝင်တဲ့အမှုနဲ့အဖမ်းမခံဘူးမင်းတို့ဖမ်းကျင်တဲ့အခါကျတော့မှတ်မိသေးတယ်မင်းတို့ဖမ်းကျင်တဲ့အချိန်ကျတော့မှတ်မိသေးတယ်ဒီ NLD ကလူငယ်တွေနဲ့လေဟို အစ္စလမ်ဘာသာဝင်လူငယ်တယောက်ကချင်းပြည်နယ်ကိုကြော်ပြီးတော့အိန္ဒိယတဲ့ရောက်လေရောက်ကောမင်းတို့ဗမာအစိုးရဘလောက်ထောင်ချပစ်တယ်ဆိုတော့၁၀နှစ်လောက်ထောင်ချပလိုက်တာလေအဲ့ဒါဗမာနိုင်ငံသားနော်အိန္ဒိယကိုဝင်ခွင့်ပေးတာအိန္ဒိယကနေပြီးတော့ဒီကောင်ခိုးဝင်တယ်ဆိုပြီးထောင်ချတယ်ဟေးဆိုကျွန်တော်လက်ခံတယ်ဒါပေမဲ့ဗမာပြည်မှာအဲ့ဒီအစ္စလမ်ဘာသာဝင်လူငယ်လဲကြလဲကြအောင်ဗမာအစိုးရရဲ့ခွင့်ပြုချက်မပါဘဲနဲ့အိန္ဒိယကိုကြော်မိလို့ဆိုပြီးတော့ထောင်ချတာ၁၀နှစ်လောက်လေမုတ်စိတ်မွေးပါရှိတယ်ကျွန်တော်နာမည်မမှတ်မိတော့လို့ဒီလိုမျိုးနေမင်းတို့လုံနေတဲ့ဟာ မင်းတို့ NUG ကိုစဉ်းစားအဲ့ဒါတွေပြောချင်တာဘာကိုပြောချင်တာလဲဆိုတော့ NUG ဟာဒီလိုကိစ္စမျိုးကြတော့ရန်သူရဲ့အားနည်းချက်ကိုဘာတစ်ခုမှမနှင်းဘူးရန်သူရဲ့အားနည်းချက်ကိုဘာတစ်ခုမှမပြောဘူးနောက်ဆုံးကုတ်ကုတ်ပြောရင်သမရာကြီးဒူဝါလက်ရှိလာပေါ့ယာယီသမရာကြီးကလည်းဒါမျိုးကြလို့ရှိလို့ရှိရင်ဟုတ် online နေရော zombie တင်နေရော internet တင်နေပါသိရမလားဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပေါ့ဗျာကျွန်တော်ပြောတာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအမေရိကန်နဲ့ကျွန်တော်တို့ပူးပေါင်းပါမယ်ဆိုတာတော့မှတမရာကြီးဒူဝါလက်ရှိလာလည်းမပြောဘူးနော်ဟိုမန်ဝေးခိုင်သားလည်းမပြောဘူးဘယ်သူမှမပြောတော့မင်းတို့ကိုယ်တိုင်ပူးပေါင်းနေလားမင်းတို့ကိုယ်တိုင်ကြားပြန်ရနေပြီးတော့ပတ်စံရနေလားပါမေးစရာဖြစ်လားအဲ့တော့နိုင်ငံရေးဆိုတာရန်သူရဲ့အားနဲ့ချက်ကိုအခွင့်အရေးအဖြစ်အသုံးချတယ်ကျွန်တော်အမြင်ကျွန်တော်ပြောတာ ျွန်တော်အမြင်မှမဟုတ်ဘူးနိုင်ငံတကာမှာလည်းခမဩစတြေးလျပဲဖြစ်ဖြစ်အမေရိကပဲဖြစ်ဖြစ်ဘယ်နေရာဖြစ်ဖြစ်ပါတီတွေရအစရန်သူရဲ့အားနည်းချက်ကိုသုံးဖို့သုံးတယ်ရန်သူရဲ့အားနည်းချက်ကိုသုံးဖို့သုံးတယ်ရွေးကောက်ပွဲဖြစ်လာတဲ့အချိန်မှာထရန်နေပြီးတော့ပေါ့ဟိုမိမတွေချတယ်တို့ထရန်နေပြီးတော့ဒီဟိုလွတ်တော်ကြီးကိုဝင်ပြီးတော့စီးခိုင်းတယ်တို့ဒါမျိုးတွေပြောပြီးတော့အားနည်းချက်ကိုသုံးပြီးကိုနိုင်အောင်လုပ်တာဟာမင်းတို့ဟာအခုလက်ကြလက်ကြအောင် UNG ကအေးဆေးပဲ သူနဲ့လည်းဆိုင်လားမဆိုင်လားမသိဘူးသူ့ကိုလည်းဘယ်နိုင်ငံမှာအသိမှလည်းမသိဘူးသူ့ကိုသူ့သူ့ပါလာမှာဟိုနိုင်ငံတကာတွေကကြောက်နေတယ်အဲ့တော့ကျွန်တော်ခမားတို့ကိုထပ်ပြောပါမယ်ခမားတို့ကိုစည်းတဲ့မြင်းအထီးသားမှလားသိဖို့မသိဖို့မလိုဘူးကိုမြင်းနဲ့စီးကိုမြင်းကိုစည်းတဲ့မြင်းကိုနောက်ဆုံးကိုကုန်ပြောလို့ရှိရင်ကိုစည်းတဲ့မြင်းကမတ်တက်ရနိုင်သေးလားမတ်တက်မရနိုင်သေးဘူးလားဆိုတာပဲသိအောင်ရင်လို့ခမားတို့ကိုစည်းတဲ့မြင်းအထီးတွေမှလည်းရှောက်ပြီးတော့ပြောမလဲတော့နဲ့ကိုစည်းတဲ့မြင်းကိုစည်းမဲ့မြင်းက ကိုတက်လို့ရမလားမရဘူးလားဟုတ်ပဲအရင်ကြည့်အဲ့တော့အရင်မကြည့်ဘဲနဲ့ခင်ဗျားတို့ခင်ဗျားတို့လှုပ်ကျင်တာလှုပ်ပြောကျင်တာပြောပြီးဟေးဆိုလို့ရှိရင်ရန်သူကအမြဲတမ်းသူ့ဘက်ကပြင်ဆင်တယ်မင်းအောင်လိုင်ကအမြဲတမ်းသူ့ဘက်ကပြင်ဆင်တယ်ကျွန်တော်တို့ဘက်ကနေပြီးတော့ drone တွေနော်အရင်ဆုံးဟူးဆောင်ပြီးတော့လုံနိုင်တယ်ဟေးဆိုလို့ရှိရင်မင်းအောင်လိုင်ကနောက်ပိုင်းမှာကို drone ထက်ပိုကောင်းတဲ့ drone တွေလုံနိုင်တယ်ဟာကိုဘက်ကအင်အားများလာပြီးဟေးဆိုလို့ရှိရင်မင်းအောင်လိုင်ကစစ်သားတွေကိုတိရမှာမဖြစ်မနေဝင်ရမယ်ဆိုပြီးတော့စစ်သားစုဆောင်ပြီးတော့တပ်တွေအကြီးလှုပ်ပြတယ်ဟာ တရားဝင်မှုဖြစ်အောင်ဆိုလို့ရှိရင်၅နှစ်ပြည့်ကနေမှမင်းအောင်လာရရွေးကောက်ပွဲဖြစ်အောင်လုပ်တယ်ဒီတော့ရန်သူကသူ့အမားကိုသူပြင်တဲ့အပြင်မှာမှရန်သူကတဖြည်းဖြည်းနဲ့တိဆောက်လာတယ်မင်းတို့ NUG ကရန်သူမှားတာတောင်မှလိုက်ပြီးတော့ပြင်ပေးတဲ့ပုံစံမျိုးဖြစ်နေပြီဟေ့ဆိုလို့ရှိရင်တော့ငင်းကြအောင်ကနိုင်ငံရချမှနေတာငင်းကြအောင်ကကိုယ်အလုံးနဲ့ကိုငင်းကြအောင်တို့ကဘာမှမဖြစ်ဘူး ခမားတို့ဗမာပြည်ထဲမှာရှိနေတဲ့ပြည်သူမှန်သမျှအကုန်လုံးကပြဿနာရှိတယ်တကယ်တကယ်တမ်းကျတော့ UNG UNG ပြောနေတာအဲ့ဒီ UNG ကလူတွေတောင်မှအ ਨੇ နဲ့အများဆုံးသလိုပြဿနာရှိတယ်ခမား UNG ကို UNG ဝန်ထမ်းတိုင်းပေါ့ UNG တိုင်းကိုနိုင်ငံတကာကထုတ်ပြီးတော့ passport ပေးထားတာမဟုတ်ဘူး UNG ဝန်ကြီးတွေဝန်ကလေးတွေလောက်ပဲအဲ့ဒီလိုမျိုးနိုင်ငံကူးလက်မှတ်တွေရထားတာကြံတဲ့လူတွေကအကုန်လုံးဒုက္ခရောက်တဲ့အထဲမှာပါတယ်ဒါတော့ UNG ကိုတိုင်းပြည်သူကိုခဏဘေးမှာမေ့ထားလိုက် အန်ယူဂျီကိုပြောတာနော်ခင်ဗျားတို့အန်ယူဂျီကပြည်သူတွေကဲမယ်တို့တိုင်းပြည်ကဲမယ်တို့အဲ့ဒါတွေအကုန်လုံးခဏဘေးမှာမေ့ထားလိုက်ခင်ဗျားတို့အန်ယူဂျီမှာဝန်ထမ်းတွေဖြစ်နေတဲ့လူတွေကိုခင်ဗျားတို့ဘလို့ကဲမလဲဆိုတဲ့ကိစ္စကိုခင်ဗျားတို့အရင်စဉ်းစားခင်ဗျားတို့အမြဲတမ်းနော်အလှငွေတွေလည်းရနိုင်မှာမဟုတ်ဘူးခင်ဗျားတို့ကိုအမြဲတမ်းလူတွေကကြီးညိုးနေပါလဲမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ပြည်သူကိုကဲမာတို့နော်တိုင်းပြည်ကြီးကိုကဲမာတို့တိုင်းရင်းသားတွေကိုကဲမာတို့ဟိုလူကိုကဲမယ်ဒီလူကိုကဲမယ်အဲ့ဒီကိစ္စအန်ယူဂျီကလူတွေခဏမေ့ထားလိုက် ခမားတို့လူတွေကိုခမားတို့အရင်ဘလို့ကယ်မလဲဆိုတော့လမ်းကြောင်းကိုပဲအရင်ချပြတော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ညီငယ်အောင်လည်းထပ်ပြီးတော့တွေ့ကြသေးတာပေါ့